Hello အားလုံးမင်္ဂလာပါအခုကျွန်တော်ဒီသင်ခန်းစာမှာ projection projection ဆိုတာဘာအောင်ဆိုတော့ဗျာဥပမာကျွန်တော်တို့ရဲ့အာ schema ထဲမှာ fee ပေါ့နော် column ပေါ့ fee ပေါ့ okay ဒီ fee အာဥပမာ၄ခုလောက်ရှိရဲ့ဆိုပါစို့ ns ထားပါတော့ user schema ပေါ့နော် ns code id ရယ် name ရယ် email ရယ်ထားပါတော့ password ရယ်လို့ရှိရဲ့ဆိုပါစို့အဲ့ထက်ကနေကျွန်တော်က ID နဲ့ ID နဲ့ name နဲ့နှစ်ခုပဲကျွန်တော်လိုချင်တာဗျာနော်။ဂျန်နေဟာကျွန်တော်မလိုချင်ဘူး။အဲအဲ့လိုမျိုးအနေထားမှာကျွန်တော် precision သုံးပါမယ်။ မဟုတ်ဘူး ID နဲ့ name နဲ့ email အသုံးကိုပဲလိုချင်တာ password မလိုချင်ဘူး okay ဒါ projection ကျွန်တော်အသုံးရမယ်ပေါ့နော် software ကတော့ mail ဆိုသိပြီးသားလို့ထင်တယ် MM ကတော့ website မှာဆိုရှိရပြလား article တွေပဲကြီးကြီး course ပဲကြီးကျွန်တော်နောက်ဆုံးတင်ခဲ့တဲ့ဟာတွေကပထမဆုံးရောက်နေတာအဲ့ဒါကျွန်တော် sorting လုပ်ထားတာဘာလို့လဲဆိုတော့ဒီ ID ကိုကျွန်တော် underscore ကျေးဇူးမပြောတော့ဘူး ID လိုပဲကျွန်တော်သုံးလိုက်တော့မယ်နော် Okay ID ကိုကျွန်တော်ကဒီဇိုင်းနဲ့လက်မိလောက်ထားတာနော် Okay အဲ့ဒါလေးကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ကြည့်ကြည့်အောင်ဆိုကျွန်တော်ဒီမှာ mesh_text ဆိုတဲ့ um database ရှိတယ် ဒီထဲမှာ user source ဒီမှာရှိရပေါ့ဒီမှာ document လေးရှိရပေါ့နော် okay data လို့ပဲကျွန်တော်သုံးလိုက်မယ်ဒီ data record လေးရှိရပေါ့နော် okay db. user.fi file နဲ့ကျွန်တော်အကုန်လုံးရှာလိုက်ဒါအကုန်လုံးထွက်လာမှာဒါ db. ဒါပေါ့နော်အကုန်လုံးထွက်လာမှာအဲ့ထဲကနေမှကျွန်တော်ကအာ underscore id နဲ့ name နဲ့ဒါဒါတွေပဲကျွန်တော်လိုချင်တာဗျ email တွေကျွန်တော်မလိုချင်ဘူးအဲ okay အဲ့ဒါဘာလုပ်ရမလဲဆိုကျွန်တော် projection သုံးရမယ် ဟို S grade မှာဆို select လောက်တာဗောနော်ကြိုက်တဲ့ကိုကြိုက်တဲ့ column select လမ်းပြီးလောက်တဲ့ပုံစံ okay POJ CTR နဲ့ projection နဲ့ဒီကအမြဲတမ်း object ပဲဗျာ object back key ကိုပဲ drag ဘလို့ option ထည့်မယ်ဒီလိုအကုန်လုံး object တွေပဲ MongoDB မှာ okay အဲ့တော့ကျွန်တော် underscore id ကို1လို့ကျွန်တော်ပြောလိုက်မယ်ဆိုတော့ underscore id ကိုယူမယ်ဗျာနော်နောက်တစ်ခုက name ကိုလည်း1လို့ပြောလိုက်မယ်ဒါဆိုရင် underscore id နဲ့ name နဲ့နှစ်ခုပဲထွက်လာမှာဗောနော်ကိုဒါဆိုရင် underscore id ရဲ့ name ရဲ့ပဲထွက်လာတယ်အဲ့ဆို email နဲ့ကျွန်တော်တစ်ချက်ပြန်ဆန်းကြည့်အောင် အဲဒီကအောင်ကျွန်တော် email လို့ပြောလိုက်မယ်ဆိုတော့ _id နဲ့ email နဲ့နှစ်ခုပဲကျွန်တော်ထုတ်မှာအဲ okay _id ရဲ့ email ရဲ့ထွက်လာတယ်ပေါ့နော် okay နားလည်မယ်လို့ထင်တယ်နောက်တစ်ခုကဘာလို့မအောင်လဲ short landing လို့မှာနောက်ကနေထက်ဆက်ရုံပဲတကယ်တော့ projection ကိုမဖြတ်တော့ပါဘူး _sort short နဲ့ sorry ဒီကမထည့်လဲရပါဗျာ okay short နဲ့ဒီမှာလည်းအဲ့လိုပဲဘာကိုကြည့်ပြီးကျွန်တော် short လုပ်မှာလဲ _id ကို လမ်းမီဆော့လုံးပါအဆန်းနေဆိုလို့ရှိရင်တော့မရေးနေတော့ပေါ့နော်မလိုဘူးပေါ့နော်အဆန်းနေဆိုလို့ရှိရင်အဲဒါမဲ့ name လို့ပါတော့ကြာလိုတယ်နော် name လို့ပါတော့ကြာလိုတယ်ဟိုမှာ email လိုက်အဆန်းနေလောက်ချင်တာလားအဲ့ဒါဆိုလို့ရှိရင်တော့လိုတယ်ပေါ့နော်။ Okay underscore id ကိုကျွန်တော် descend နဲ့လမ်းပြီးလုပ်မှာ descend ဆို -1 ပေးလိုက်ရုံပဲပေါ့နော်။အဲ့ဒါခောက်လိုက်မယ်။ဒါဆိုရင်ဒီအောက်ဆုံးကဟာတွေအပေါ်မှာရောက်နေရမှာပဲပေါ့နော်။အဲ user 2ရယ် user 1ရယ် mdk ရယ်ပေါ့နော်။ Okay ဒါပေါ့ဆို id ကိုကျွန်တော် descend နဲ့လမ်းပြီးတော့စီလိုက်တာ နားနားလည်မယ်လို့ကျွန်တော်ထင်တယ်အဲ့လိုပဲဥမာ name လို့ပါတော့လဲ ascending လမ်းမစီလို့ရတယ်ဥမာ name ကို ascending စီမယ်ဆိုလို့ရှိရင်1 sorry 1ထည့်ပြီးထည့်ပြီးလိုက်ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင် तू ကကျွန်တော်တို့ name ကို ascending လမ်းပြီးတော့စီပြလိမ့်မယ် okay အဲ့တော့ဟိုတခြား column လေးနဲ့လည်း mix လုပ်ကြတာနည်းနည်းစမ်းကြည့်ပေါ့နော်လွယ်လွယ်လေးပြန်တော့ဒါတအားလွယ်တယ် okay အားလုံးပဲကျေးဇူးပါ